အားလုံးပဲမင်္ဂလာပါဒီနေ့ဂျော်လာ26ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့ကျွန်တော်ဝင်မျှချင်တယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့ကတော့ပဲခူးတိုင်းမင်းလှမြို့နယ်မှာခိုင်မာချေးရွာကိုနေပြီးတော့စကတ်စကတ်စစ်ကြောင်းထိုးတယ်စစ်ကြောင်းထိုးတယ်လို့ပြောတာနဲ့ကျွန်တော်တို့သိပြီးသားပဲเนาะအဲ့ဒီစစ်ကြောင်းထိုးတာလည်းကထိုးတာမဟုတ်ဘူးပြည်သူတွေရဲ့အိမ်တွေကိုမီးရှို့ဖို့เนาะဒီမှာ PDF တွေကိုသူတို့ကတိုက်လို့မနိုင်ဘူးမနိုင်တဲ့ခါကျတော့ပြည်သူတွေရဲ့အင်ကုန်မီးရှို့တယ်ဘာဖြစ်လို့ရှို့လဲဆိုလို့ရှိရင်ပြည်သူလူထုတွေကဒီ PDF တွေကိုလက်ခံထားတဲ့တော့သူတို့ကိုကြွေးမွေးထားတဲ့ကြီးစုစောင့်ရှောက်ထားတဲ့ကိုကြီးပန်ပိုးတဲ့စသည်ဖြင့်အဲ့ဒီအညိုးနဲ့တော့အဲ့ဒီပြည်သူလူထုတွေလုံးဝ PDF တွေကိုလက်မခံရဲအောင် အဲ့ဒါမီးရှို့တာဖြစ်တယ်ဆိုတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်း36ယောက်ကိုလည်းဖမ်းဆီးထားတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရမယ်နောက်တစ်ခုကပကိုးတိုင်ညုံလေးပင်ခရိုင်နော်ရေမျိုးကန်ကျေးရွာမှာအထိုင်ချထားတဲ့စက္ကဆိုင်ရဲ့ခန်းကိုနေပြီးတော့ဒီဖက်ကတော်လရဲ့အဖွဲ့တွေကနေပြီးတော့ တုံးနဲ့အဲ့ဒီမှာတိုက်တယ်ရှေ့ရောက်မသားဖြစ်တယ်အဲ့ဒီမှာမာလခီယာဖြစ်သွားတယ်မြေဝါစာကောင်းသွားတယ်နောက်တစ်ခုကရှမ်းပြည်နယ်เนาะကျောင်းမင်းမြို့ကိုเนาะဘုံကျဲတိုက်ခိုက်တယ်အဲ့ဒီမှာပြည်သူ၄ရောက်သေဆုံးတယ်စစ်လေဦးကဒဏ်ရာရရှိတယ်နေအိမ်အလုံးပေါင်း၄၉လုံးစာတင်ကျောင်းတစ်ခုကိုနေပြီးတော့မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတော့မာလာသွားတဲ့နေရာမှာမီးပဲရှို့တော့တယ်เนาะမီးပဲရှို့တော့တယ်ရွာတွေတော်တော်ကိုမီးလောင်တယ်เนาะမြို့တွေတော်တော်မီးလောင်တယ် မီးကိုတော့တော်တော်တောင်းတာကိုတွေ့ရတယ်အဲ့လိုမျိုးမီးကိုတကယ့်ဒီဖက်တော်လိုင်းရဲ့ဖွဲ့တွေကတကယ်နဲ့တောင်းမယ်ဆိုလို့ရှိရင်သူတို့နေစရာနေရာတော့မရှိမှာမဟုတ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းရဲ့ဖွဲ့တွေကပျောက်ကြားတွေဖြစ်တယ်ဆိုတော့ပျောက်ကြားတွေဆိုတာအချိန်မျိုးဝင်လို့ရတယ်နော်အချိန်မျိုးဝင်လို့ရတယ်ကြောင်ကြောင်ကြောင်ကြားနေပြီးတော့နော်အလေအငိုက်တိုက်တာဖြစ်တယ် ဆိုတော့အဲ့ဒီဟာကိုသူတို့ကလက်နဲ့ပုံးတွေနဲ့မလုံးပင်းနဲ့မီးတွေနဲ့ပဲချနော်မီးတွေနဲ့ပဲရှို့မီးကွင်းပဲပြည့်စသည်ဖြင့်အဲ့လိုမျိုးလုံးလို့ရှိရင်တော့သူတို့လိုလုံးလို့ရှိရင်တော့သူတို့ကအာ PDF တွေရွာတွေမီးရှို့ပါမယ်ညာမယ်အဲ့လိုမျိုးသူတို့ကအော်ပါနော်အဲ့ဒါကဆိုတော့ကိုမာလာကတော့တရုတ်ကနော်ထောက်ခံထားတဲ့ခါကျတော့မာလာဘယ်လိုပဲလုံးလို့တရုတ်လုံးဝမအော်ဘူး ူတို့လည်းဒီလိုပဲเนาะမန်ဒီမတရားမှုပြည်သူတွေကိုအနိုင်ကျင့်တာကသူတို့ကဒီလိုပဲဆိုတဲ့ခါကျတော့ blind to bullso เนาะအဲ့ဒါရုရှားလည်းဒီလိုပဲเนาะရုရှားလည်းဒီလိုပဲသူညနေကိုသွားပြီးတော့ချူးကြော်တယ်ဆိုတော့သူတို့ကအကြံတူတဲ့ခါကျတော့နမလာဘာပဲလို့လို့သူတို့ဘာမှမပြောဘူးဟိုဘက်ကနိုင်ငံတကာ order ဆိုလို့ရှိရင်လုံချုံရဲ့ council တို့ဘာလို့သွားလို့ရှိရင်အဲ့ဒီမှာ video အနာကိုပိုင်တဲ့နိုင်ငံပါတယ်နမလာကဒါတစ်ခုကသူ့အတွက်တော်တော်ကောင်းနေတယ်ဆိုတော့ဒီတရုတ်လည်း video အနာကိုသုံးလို့ရတယ်ရုရှားလည်း video အနာကိုသုံးလို့ရတယ်ဆိုတော့အဲ့ဒါကိုပေချလိုက်လို့ရှိရင်တော့ဘာမှ လုံးလုံးမရဘူးအဲ့ဒါတခုကတော့မအလာတော်တော်သူပေါင်းဖော်တဲ့လူတွေကတော်တော်ကိုအားကိုးရတယ်နော်အားကိုးရတဲ့အဆင့်မှာရောက်နေတယ်ဆိုတော့ခုကသူကတော့ယောတွေကိုမီးရှို့တယ်စာတင်ကြောင်းတွေကမီးရှို့တယ်ဖျားကြောင်းတွေကိုဖျက်ဆီးတယ်စသဖြင့်မလောက်ပဲလုံးလုံးနော်သူလုံးတဲ့ဟာကနိုင်ငံတကာမှာလုံးဝထိုးဖောက်လို့မရဘူးနော်အခုတက်ထိအော်ရီရတာတခုပဲနော်သူ့ကိုလုံးဝနော်အေးအေးယူရတဲ့အဆင့်အထိတောင်မှကဘာကုလသမဂ္ဂက ်ဒါလုံးဝမလုပ်တာကိုကျွန်တော်တို့တွေ့ရနေမယ်နောက်တစ်ခုကရန်ကုန်မန္တလေးအမြန်လမ်းဟောင်းအဲ့ဒီမှာစခန်းတွေကြီးကြီးအဲ့ဒီမှာတိုက်ခိုက်ခံရတယ်เนาะအဲ့ဒီမှာစခန်း၉ခုနဲ့ပြီးတော့တပြိုင်တည်းဝင်မလို့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာစက္ကဆတ်ရဲ့လူတွေအတုံးယုံကြတယ်၉ယောက်ဖေးတယ်เนาะအဲ့ဒီစေ၉ယောက်ဖေးတယ်အဲ့ဒီမှာရဲတအုပ်အပါဝင်၃ယောက်ကိုဖမ်းဆီးရမိတယ်အဲ့ဒီမှာတော်ဝိစခန်းဆိုတာရှိတယ်เนาะအဲ့ဒီစခန်းကိုနေပြီးတော့တင်ပရရှိတယ်ကိုကိုတပြန်နဲ့တိုက်တယ်ဘဝိစခန်းကိုတင်ပရရှိတယ်အဲ့ဒီမှာစက္ကဆတ်ရောက်ပေါင်း 50ရှိတယ်စေကိုရောက်မလကီယာဖြစ်သွားတယ်အဲ့ဒီစစ်စင်ရဲ့ကိုနေပြီးတော့ဘလို့ခေါ်လဲဆိုလို့ရှိရင် UNG ကထုတ်ပြန်တာကကြော်စွာနော်ကြော်စွာစစ်စင်ရဲ့လို့ခေါ်တယ်စခန်း၉ခုကိုတပြိုင်တည်းတိုက်တယ်အဲ့ဒါကမန္တလေးရန်ကုန်မန္တလေးအမြန်လမ်းဟောင်းမှာရှိတဲ့စခန်းကိုတိုက်တာနော်ဆိုတော့ဒီစခန်းရဲ့တင်းပွဲကိုလည်းလူမှုကွန်ရက်ပေါ်မှာတတိယမီဒီယာလောကမှာတကယ်ဟိုလင်းကြော်ဖော်ပြထားတဲ့တတိယတပုတ်ဖြစ်တယ်ရေပန်းစားတဲ့တင်းတပုတ်အနေနဲ့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကကရင်ပြည်နယ်ကရင်ပြည်နယ်မြဝတီမြို့နယ်မှာရှိတဲ့ဒီထိုင်းနေဆက်မှာပေါ့နော်အဲ့ဒါက ကျွန်တော်တို့ဟိုဒီအနေကတင်ပိုက်လိုက်တဲ့ ठी ကပလစ်ခန်းအဲ့ဒါကအေအား90ရနေပြီးတော့90ရှိတယ်အဲ့ဒီမှာအသေးပြောက်ကနေပြီးတော့နောက်ထွက်ပြေးတဲ့လူကပုံများတယ်ဒီချားမှာဟိုပုံးနေပုံးပုံးပြီးတော့အဲ့လိုမျိုးနေတဲ့လူကိုနေမြရှင်းလင်းတဲ့ခါကျတော့ဟိုဒီအနေကဖတ်စီရမိတဲ့လူတွေလည်းရှိတယ်ဆိုတော့ထိုင်းဖက်မှာပြေးတော့တဲ့လူကတော့ဒီနေ့ထုတ်ပြန်တာเนาะအဲ့ဒါကတည်င်းအသစ်ပေါ့เนาะထုတ်ပြန်တာ50နဲ့2ယောက်ထိရှိပြီเนาะ50နဲ့2ယောက်ထိဖတ်မှရောက်သွားတယ်เนาะ90ရနဲ့50ဆိုတော့30 30 40နင်းပါလောက်အဲ့ဒါပျောက်နေသေးတယ်ဆိုတော့အလောင်းကတော့ 6လုံးထပ်လို့ရတယ်เนาะ6လုံးထပ်လို့ရတယ်ဆိုတော့တေပြောက်တဲ့လူတွေကတော့နေပြီးတော့ထွက်ပြေးတဲ့လူတွေကများတယ်သူတို့အဲ့လိုမျိုးဟိုဖက်မှာထိုင်းဖက်မှာပြေးတယ်ပြန်ပို့တယ်ပြီးလို့ရှိရင်တော့သူတို့ကဒီ wallet view ဟာတို့ပြီးလို့ရှိရင်တော့ guitar တို့စသဖြင့်ဒီနေရာတွေကိုပြေးနေเนาะပြေးတယ်ထီးတလေဆိုတဲ့စခန်းလေးတစ်ခုကျန်နေတဲ့၃ခုပေါ့เนาะအဲ့ဒီနေရာတွေကိုပေါင်းရတယ်เนาะအဲ့ဒီမှာအင်အားတွေပေါင်းပေါင်းပြီးတော့သူတို့စိန်ခေါ်တယ်เนาะအဲ့ဒီ dollar ရဲ့ခွေတွေကိုတော့เนาะအဓိကအဖြစ်ကတော့ဒီကရင် လက်နက်ကင်တွေဖြစ်တဲ့နော် KNLA KNDA တို့နော်သူတို့ပူပေါင်းအဖွဲ့တွေကိုနေပြီးတော့သူတို့ကစင်ခေါ်တယ်တက်လာခဲ့နော်အချိန်မီွေးဆိုပြီးတော့သူတို့စင်ခေါ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဟိုတရားနည်းကတည်နေပါလေကျွန်တော်တို့ခဏခဏတွေ့ရမှာဖြစ်တယ်။ဘာပြောတော့တရားစခန်းပွားမယ်ဆိုဟာဟာရိုက်ပါပါလား။တတောက်ခွင်းတော့ပါအမေ။ဒါအမေကိုဒီမှာပဲထားခဲ့ရတော့မယ်။ဘာပြောရဲ။ထားခဲ့မယ်ဟုတ်လား။ အမေမှာသားတယောက်လုံးရှိရတယ်။ဘာဖြစ်လို့အမေဒီမှာနေရမှာလဲ။အမေမနေရဘူး။သားလေးနဲ့အမေမကွဲနဲ့။အမေကိုထားမသွားပါနဲ့တော့။အမေကြားမှာပါလေသားကလေး။တော့ပါပါလေ။အလုံးကစိတ်ပြီးပါလို့ကရေးစိမပြေတို့မတတ်နိုင်လို့အမိတို့ဒီကနေ့ပြေစားပြီးဘုရားမေတ္တာရဲ့အမိသားလေးတွေမကွဲရဘူးအမေတို့ဒီရည်ရည်ရည်တားတယ် ေအတူတူနေနေလေကျွန်တော်ဒီမှာစီးရမှာပါဖို့တာပြီးလေကြမှာသွားပြီးတော့အလုံးစုံတာတော့ပါအမေရဲ့ဖာတခုမှာပြရပါစား။နောက်တစ်ခုကတရုတ်နိုင်ငံ။နော်တရုတ်နိုင်ငံမှာ ဒီ EV ကား EV ကားလို့ခေါ်တဲ့ခါမှာကျွန်တော်တို့ E ဆိုတာ electric နော်ဒါကျွန်တော်တို့လျက်စကားပေါ့နော် V ဆိုတာတော့ vehicle vehicle ဒီအမေရိကန်တို့ပါလို့ဆိုလို့ရှိရင်ကားလို့မသုံးဘူးသူတို့ကနော်ကားလို့သုံးတာထက် vehicle လို့သုံးတာများတယ်နော် EV ကားဆိုလို့ရှိရင်နော် electric vehicle ပေါ့ဒီကားတွေကိုနေပြီးတော့ဟုတ်တရုတ်ကနေပြီးတော့တင်သွင်းတယ်အမေရိကန်ကားတွေမဟုတ်ဘူးနော်ဆိုတော့အဲ့ဒီဖေကမြန်မာကိုတင်သွင်းတယ်တင်သွင်းတဲ့တကယ်တင်တာကိုရတဲ့လူတွေကမဟာလာရဲ့သားနဲ့သမီးတကယ်ချမ်းသာတယ်နော်ချမ်းသာတယ်သူရဲ့အဖေရဲ့အရှင်အဝါနဲ့ သူတို့ကတင်တာဟူသမျှအကုန်အောင်တာเนาะသူတို့ကတင်တာဟူသမျှအကုန်သူတို့လုပ်လို့ရတဲ့စီးပွားရေးကိုမောင်းပိုင်စီးလို့ရတယ်ဆိုတော့သူတို့ကလုပ်တယ်ဆိုတော့တင်သွင်းတယ်အခုကားဈေးကွက်မှာဆိုလို့ရှိရင် ATV ကားဟာဆိုလို့ရှိရင်တော်တော်ကိုထိုးကြနေတယ်เนาะအဒီမှာဘာဖြစ်လို့လဲဆိုတော့တရုတ်နိုင်ငံမှာဆိုလို့ရှိရင်တော့အဲ့ဒီ EV car company ကအကျွေးရှိတယ်เนาะအကျွေး6 billion เนาะအဲ့ဒီတရုတ်ယွန်ငွေเนาะ6 billion ထိအကျွေးရှိတယ်အကျွေးရှိတဲ့ဟာမပြနိုင်တော့သူတို့တရားဆွဲခံရတယ်ဆိုတော့ Diwali ခံတယ်ခံတဲ့အခါကျတော့မြန်မာနိုင်ငံမှာဒီ car စီးကွက်ကနေပြီးတော့ရိုက်ခတ်လာတယ်เนาะရိုက်ခတ်လာတယ်ဆိုတော့ EV car ကိုတကယ် တော့တင်သွင်းတဲ့ဒီမလာရဲ့သားသမီးတွေဟာဆိုလို့ရှိရင်တော့အခြေအနေမကောင်းဘူးအတိပေးကတော့ဒီ EV ကားစစ်ကွက်ဟာတော်တော်ထိုးချနေတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုက Israel နဲ့ Iran เนาะသူတို့ပြခရက်ဆေးပြီးတယောက်တယောက်ကိုပြစ်တင်နေတယ်ခြားနေတော့ခြားနေတော့ပဲเนาะပြခရက်ဆေးတယ် ို့ကျင်ညာတယ်ချားနေတော့မယ်ဆိုတော့ဟိုလူကချိုးဖောက်တယ်ဒီလူကချိုးဖောက်တယ်စသဖြင့်မြန်မာနိုင်ငံမှာလည်းဒီလိုပဲမလာကပြည့်ရတယ်နောက်တစ်ခုကတော်လည်းရောက်ဖွဲ့ရတယ်အပြည့်ရတယ်နောက်ဆုံးကျတော့သူတို့တိုက်ကြတယ်ခိုက်ကြတယ်နောက်ဆုံးကျတော့ဘာပြောလဲဆိုတော့အော်ဟိုလူကတိုက်တယ်ဒီလူကကျူးလွန်တယ်စသဖြင့်နောက်တရားတရားကိုပုံချရတယ်ဘောလို့ဘောလို့ပုတ်ကြတယ်နောက်ဆုံးတော့လေဆိုတော့ဒီ Israel ရဲ့ကိစ္စကလည်းကျွန်တော်တို့ခဏခဏဒီတကယ်တမ်းဒီ Israel က ော်တကယ်နီချန်ရဲကိုယူခဲ့တယ်နော်ပြစ်ခတ်ရစေလုံနိုင်တယ်ဆိုလို့ရှိရင်တော့ဒေါ်နယ်ထရန့်ကကျွန်တော်တို့အခုဒီမိုကရေးပေါ်မှာတော်တော်ကိုခေစားနေတဲ့ဟာတစ်ခုရှိတယ်အဲ့ဒါကနိုဘယ်နီချန်ရဲဆုရမယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲကိုလည်းသူရပ်ပေးနိုင်တယ်ပြီးလို့ရှိရင်တော့အခုအစ္စရေးနဲ့အီရန်တိုက်ပွဲကိုလည်းသူရပ်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့သူကတော့နာမည်စင်းကဒီနိုဘယ်ဆုရဖို့ပေါ့နော်ညီချမ်းရဲ့နိုဘယ်ဆုကိုရဖို့အတွက်တော်တော်ကိုနော်နာမည်ကျော်ချတဲ့ နော်လူတယောက်ဖြစ်လာတယ်နော်ဖြစ်လာတယ်တကယ်တမ်းပြစ်ခတ်ရစေးနိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့သူရနိုင်တယ်နော်ရနိုင်တယ်အခုပါကစ္စတန်နဲ့အိန္ဒိယတောင်မှပါကစ္စတန်ကသူတို့ထောက်ခံထားတယ်နော်ထောက်ခံထားတယ်ဒေါက်တာထရမ်ပ်နိုဘယ်ဆုရသိမ်းတယ်ဆိုတဲ့ဟာကိုသူတို့ထောက်ခံထားတာကိုတွေ့ရတယ်ဆိုတော့အခုအစ္စရေးနဲ့အီရန်နဲ့တကယ်တမ်းပြစ်ခတ်ရစေးနိုင်တယ်ဆိုလို့ရှိရင်တော့နော်သူတို့ကလည်း အလုံးမျိုးအဆိုတင်သွင်းမှာပဲเนาะအများအပြားတော့သူအစ္စရေးเนาะအစ္စရေးကတော့သူ့လူဖြစ်တဲ့ခါကျတော့သူကတော့သူရတဲ့နဲ့เนาะနိုဘဆူကိုရတဲ့နဲ့ဆိုတဲ့ဟာကိုသူပြောလိမ့်မယ်เนาะပြောလိမ့်မယ်ဆိုတော့အခုကတော့အပြန်အလှန်တိုက်နေတယ်ဆိုတဲ့ဟာကိုသမနာထရော်လည်းသူပြောနေတယ်အတိပဲတော့ဟိုလူချိုးဖောက်တယ်ဒီလူချိုးဖောက်တယ်စသဖြင့်ငါအဲ့ဒီအီရန်ကိုပြစ်မှတ်ထားပြီးတော့အစ္စရေးကနေပြီးတော့တော်တိုက်ခိုက်တယ်တော်ကိုပျက်စီးဆိုရှယ်မှုတွေရှိတယ်အမေရိကန်လည်းထပ်ပြီးတော့အဲ့ဒီနျူကလ িয়ার ပြစ်မှတ်တွေကိုပြစ်တယ်เนาะတိတ် green လာဆိုလို့ရှိရင်တော့အကြီးအကြီးဖြစ်သွားတယ်နော်အဲ့ဒီမှာတည်င်းဌာနတွေကသူတို့သုံးသပ်တာကနော်အဲ့ဒီ Iran ရဲ့ဒီ nuclear ပြစ်မှတ်ကိုအတိအကျနော်ဖျက်ဆီးနိုင်တဲ့အခြေအနေမျိုးတော့မရှိဘူးရဲ့အနေငယ်တော့ကြင်ကြသွားနိုင်တယ်အဲ့ဒီပြတော့တလားလား၃လားပေါ့ပြန်ပြန်ပြီးတော့သူတို့ပြုပြင်မယ်ပြုပြင်ပြီးတော့အဲ့ဒီမှာပြန်ပြီးတော့လေပတ်မှာပဲနော်အဲ့လိုမျိုးလုံးဝဖျက်ဆီးနိုင်တဲ့အဆင့်ကိုမရောက်ဘူးဒါပေမဲ့ ဒါမှမဟုတ် trend နဲ့သူ့အဖွဲ့တွေကတော့ပြောနေတာပဲเนาะအဲ့ဒီမှာအကုန်လုံးဖြည့်ဆည်းသွားနိုင်တယ်ဆိုတဲ့ဟာကိုเนาะဆိုတော့ဟုတ်လားမဟုတ်လားတော့မသိဘူးဒီဗီဒီယိုလေးခဏလေးကြည့်ကြည့်လိုက်เนาะအဲ့ဒီမှာဒီ Iran ကပြည်သူလူထုတွေကတကယ်အမ်းဖွဲ့ရနေရာတစ်ခုဖြစ်နေเนาะအပန်းဖြစ်နေရာတစ်ခုเนาะသွားပြီးတော့စူဇန်လေးလာဖို့အတွက်တကယ်ကောင်းတဲ့နေရာတစ်ခုတော့ဖြစ်သွားတယ်เนาะအဲ့ဒီမှာလူတွေများကြီးသွားပြီးတော့ကြည့်ကြတယ်ဆိုတော့အဲ့ဒီအခုဒီဗီဒီယိုဖိုင်ကိုဒီချက်လောက်ကြည့်ကြည့်လိုက်เนาะအတားကအခုအမေရိကကပြစ်လိုက်တဲ့နေ့ အီရန်ရဲ့နျူကလ িয়ার နေရာလို့ပြောတယ်နော်အဲ့ဒါကတော်တော်ကိုနဲ့တယ်တော်တော်ကိုကြောက်ဖြစ်သွားတယ်ဘာဒီနေရာကလူတွေအများကြီးသွားပြီးတော့ကြည့်ကြတယ်နော်အဲ့ဒါကိုတစ်ချက်လောက်ကြည့်ကြရအောင် ခုတွေ့တဲ့ဗီဒီယိုကိုကြည့်ချင်အားဖြင့်ကျွန်တော်တို့ပြရမှာကအဲ့ဒီနေရာကိုတော့ကျွန်တော်တို့ဖြည့်လောက်ဖြည့်သွားတယ်။ဒါပေမဲ့ဒီဘောင်းက900ဆိုတဲ့ခါကျတော့အဲ့ဒီမှာသူတို့ဘလို့ထက်ထက်ကားထားလဲဆိုလို့ရှိရင်အဲ့ဒီမှာပတ်ကားလို့ပေါ့။အဲ့ဒီမှာဘလို့ပြောမလဲဘုံခုကျင်းလို့ပေါ့။ပုံမှန်ပထမဆုံးကကြောက်ပြကြောက်ပြပြီးမှတမန်မီနီတမန်မီနီနဲ့တကယ်ကားထားလာဖြစ်တယ်။အဲ့ဒီမှာလုံးထလာဖြစ်တယ်။ဆိုတော့အတားကိုထိုးပေါက်နိုင်ဖို့ဆိုတာဟုတ်လားမဟုတ်လား။ဒီဟာတော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့နောက်ပတင်းတွေမှာကျွန်တော်တို့ပြန်လာနေတယ်เนาะဆိုတော့အဲ့ဒါကအီရန်နဲ့အစ္စရေးရဲ့ နော်ဒီတည်ထင်းတွေဖြစ်တယ်နောက်တစ်ခုကစကတ်စကတ်ဒီဘိုဟိုဘန်ကပတ်စံထုတ်ချရတယ်အဲ့ဒါက73စီလုံငန်းရှင်တွေကိုနေပြီးတော့ ဒေါ်လာ3ပေါင်30ပြမတော့ထပ်တော့ရောင်းရတယ်ပါပလက်ဆိုတော့အခုဒေါ်လာဈေးကတော်တော်တက်တယ်နော်အရင်တော့က4430စသည်ဖြင့်ဒီပတ်ဝန်းကျင်မှာပဲတော်တော်ကိုတစ်နှစ်နင်းဘာလောက်ကိုအဲ့ဒီမှာရက်နေတယ်ဆိုတော့အခုဒီတပတ်နှစ်ပတ်မှာတော်တော်ကိုတက်လာတယ်နော်ဆိုတော့ရွှေဈေးနဲ့ဒေါ်လာဈေးကတော်တော်တက်လာတယ်ဆိုတော့အခုဘလော့ထိတက်သွားလဲဆိုတော့မနေ့ကဆိုလို့ရှိရင်တော့4600တစ်စိတိတော်မှာတက်သွားတယ်တော်တော်လာကိုဆိုတော့ဒီနေ့ကတော့4600မှာရက်နေတယ်နော်တစ်စိလောက်ပဲ နော်အတိုးရှော့ကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဒေါ်လာဈေးကတက်တာကကျွန်တော်တို့မှဒေါ်လာဈေးကိုထုတ်ရောက်ရောက်မရောက်ရပြန်ပြီးတော့အဲ့လိုမျိုးတက်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 နေတာပဲအဲ့ဒါကိုထိန်းထားနိုင်ဖို့အတွက်အခုဒေါ်လာ3ပေါင်း30ကိုထပ်ရောက်မယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်ဆိုတော့မလာကိုလူတွေကခံမှန်းကြတာပေါ့နော်ဒေါ်လာဈေးကတော်တော်ပြန့်နေပြီစသဖြင့်သူထုတ်ရောက်လို့တော့မကုန်ဘူးနော်တော်တော်ဒေါ်လာကသူလက်ထက်မှာရှိနေတုံးပဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမယ်နော်နောက်တစ်ခုက PNO နော်ပြီးသူစစ်တယ်နော်အခုမလာရဲ့ဒေါက်တာနဲ့ပေါ့ဆိုတော့ဟုတ်ဖက်မှာရှမ်းတော်ဖက်မှာ တော်တော်ကိုမီးရှို့နေတယ်နော်မီးရှို့နေတယ်ဒီချမ်းတောင်ဖက်မှာအဲ့ဒီဖေခုံမျိုးနေမှာပေါ့နော်ဆော်နင်းခေရွာမှာ တကယ်ကြီးကြီးအဲ့ဒီမှာမီးရှို့တဲ့ဒီပုံတွေကျွန်တော်တို့တွေ့ရနေမယ်နော်တပ်ပုံတွေမရှို့မလားဆိုတော့ဒီမအလိုက်ရဲ့လူတွေကဒီလိုပဲနော်ဖြူစောထီလေးဒီလိုပဲမီးရှို့တဲ့အခု PNO နော် PNO ဆိုလဲသူ့လူပဲဆိုတော့သူတို့ရဲ့အတိကလက်နဲ့ကအောင်မြင်ဆုံးလက်နဲ့ကအင်ကိုမီးရှို့တာနော်အခုတကယ်ကြီးကြီးအဲ့ဒီရွာမှာနော် မီးရှို့နေတယ်ဆိုတဲ့ဟာကိုတည်တင်းတပ်ပုံလေးလူမှုကော်ရေးပေါ်မှာတော်တော်ပြတ်နေတာကိုတွေ့ရလိမ့်မယ်ဆိုတော့နောက်တစ်ခုကပုံမတိုက်ပွဲပုံမတိုက်ပွဲကလည်းအဲ့ဒီမျိုးသိင်းကမသိနိုင်ဘူးအခု9လ6လနော်တဲ့သွားပြီနော်မသိနိုင်ဘူးမသိနိုင်တဲ့ဟာကိုအခုဒါပေမဲ့သူတို့ကမြင်ပြင်ကဒီစစ်ကူတို့ကတော့ပို့လို့မရဘူးအပေါ်ကနေပြီးတော့ပို့ပဲနော်ဒီခဏခဏတိခါနေဟိုတစ်ခေါက်ကရဟယန်စီကိုပြစ်ချလိုက်တဲ့ခါကျတော့သူတို့ဒီအပေါ်ကနေပြီးတော့ပို့ဖို့တက်တော့အခက်အခဲရှိနေတယ်ဆိုတော့အခုသူတို့ကလမ်းကြောင်းပြောင်းနေဆိုတော့ဒီလမ်းကြောင်းကိုအသုံးပြုပြီးတော့ပို့ဖို့အတွက်သူတို့ ဲ့ဒီမှာစူးစမ်းနေတယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာတွေမှာတွေ့ရမယ်။နောက်တစ်ခုကရှမ်းမြောက်ဒီနောင်ချိုမှာဆိုလို့ရှိရင် TNL ကတင်ပိတ်ထားတဲ့နေမျိုးတွေဖြစ်တယ်။ဆိုတော့အဲ့ဒီနေရာတွေမှာတိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်နော်။အောင်အော်တို့လက်ပံကုန်းရွှေသွဲမျက်ချီနုလုံးဆန်ကုံပါဥမတိဆမစေစသဖြင့်ဒီနေရာတွေမှာကြီးကြီးအဲ့ဒီမှာတိုက်ပွဲဖြစ်နေတယ်။ဆိုတော့ဒီစကစကဘုံတွေကြီးကြီးလိုက်ချင်းနေတယ်လီယန်ဘုံကဘလို့ထိ ဲ့ဒီမှာဘုံချိတ်လဲဆိုလို့ရှိရင်တော့130ချိန်เนาะအချိန်ပေါင်း130လီယန်ကနေပြီးတော့ဘုံချိတ်တဲ့အစင်းငွေတဲ့เนาะဒီမှာတုံးတယ်ဘုံတွေတုံးတယ်ပြီးလို့ရှိရင်တော့ဒုံးတယ်เนาะဒုံးတယ်လေးတုံးတယ်ဒုံးတယ်လာဆိုလို့ရှိရင်အချိန်ပေါင်း60ထိတောင်မှသူတို့ပြည်တယ်လက်နဲ့ကြည့်ရတော့90နဲ့3ချိန်ပြည်ပြီးတော့ဒီရွာတွေကိုနေပြီးတော့စစ်ကူเนาะတကယ်ဖြစ်ကပြစ်ကူဘေးနေတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တတိယမီဒီယာနေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ဂျွန်လနော်26ရက်နေ့မှာတတိယမီဒီယာနေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနှိပ် ဘာလို့ကိုနေပေးချပဲကျွန်တော်ဒီ